စ်ဘေးဒဏ်သဘောဘေးဒဏ်တွေနဲ့နလန်မထူနိုင်သေးတဲ့အာဖဂန်နစ္စတန်နိုင်ငံမှာဒီကနေ့မနက်အစောပိုင်းမှာအင်အား6.3အဆင့်ရှိအင်အားပြင်းငလင်တစ်ခုထပ်မံလုခတ်သွားခဲ့ပြီးအနည်းဆုံးလူ20သေဆုံးကရာပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။ဒီငလင်ကြောင့်တမိုင်းဝင်ပြည်ယောင်ဗလီကြီးလည်းပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။အမေရိကန်ဘူမိဗေဒတိုင်းတိုင်းစကန် USGS ရဲ့ထုတ်ပြန်ချက်အရဒီငလင်ဟာတမိုင်းဝင်မဇာအီရှရစ်မြို့အနီးကိုဗဟိုပြူပြီးလုခတ်ခဲ့တာဖြစ်ပါတယ်။ငလင်ဗိုလ်ချက်နဲ့အနည်းဆုံးနေရာက မျက်မြင်သက်တည်းတူကတော့ယင်ကြီးက15စက္ကန့်လောက်ပြင်းပြင်းထန်ထန်ကိုတုံခါသွားတာပါကျွန်တော်တို့အပြင်ကိုရောက်တော့ဖုံဖုံတွေကအရန်ထူတော့ဘာကူမှမမြင်ရတော့ဘူးလို့ဒရိုက်တာသတင်းဌာနကပြောကြားခဲ့ပါတယ်။ကျမ၏ဝင်ကြီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်အရသေဆုံးသူ20ဦးနဲ့ဒဏ်ရာရသူ900ကျော်ရှိပြီဖြစ်ပေမဲ့ဒါကနေဦးစင်းစာဖြစ်ပြီးကေဇေးအဖွဲ့တွေဝေးလံတဲ့ကြီးရွာတွေစီကိုရောက်ရှိတာနဲ့မျှသေဆုံးသူဦးရေဟာတိတိကျကျထပ်မံမြင့်တက်လာနိုင်တယ်လို့အာဏာပိုင်တွေကတတိပေးထားပါတယ်။ကုလသမဂ္ဂအဖွဲ့ကြီးတွေကလည်း ကယ်ဆေးလုပ်ငန်းမှာပူးပေါင်းပါဝင်နေပြီဖြစ်ပါတယ်ဒီကလင်ရလူအသက်တွေကိုထိခိုက်စေခဲ့ရုံသာမကအာဖဂန်နစ္စတန်ရဲ့အထူးအမျက်ဆုံးနေရာတွေကတစ်ခုဖြစ်ပြီး15ရာစုလောက်တွေကတိဆောက်ခဲ့တဲ့သမိုင်းဝင်ပြည်ယောင်ဗလီကြီးကိုပါပျက်စီးစေခဲ့ပါတယ်ရိုက်တာသတင်းဌာနကအတည်ပြုထားတဲ့ရုပ်သံတွေအရအဲ့ဒီအဆောက်အုံကြီးမပြိုကျခဲ့ပေမဲ့ဗလီအတွင်းမှာတော့အဖိုးတန်အုတ်ကျိုးကြွေပြားတွေပြန့်ကျဲပျက်စီးနေတာကို တွေ့မြင်ရမှာပါဒီသဘောပဲအတေဟာတာလီဘန်အစိုးရတော်တော်ကြီးမားတဲ့စင်ခေါ်မှုတစ်ခုပါပဲ သူတို့ဟာပြီးခဲ့တဲ့အော်ဘူလာကလူထောင်ချီသေဆုံးခဲ့တဲ့ ငလင်တန်းကိုနလန်ထူဖို့ကြိုးစားနေရပြီးနိုင်ငံတကာအကူအညီတွေရပ်တန့်သွားမှုနဲ့အိန္ဒိယနိုင်ငံတွေကဒုက္ခသည်တွေကိုအစုလိုက်အပြုံလိုက်ပြန်ပို့နေတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရချိန်မှာပဲဒီငလင်ဘေးတံကိုထပ်မံရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ USGS ကတော့ထိခိုက်သေဆုံးမှုတွေတိတိတသာဖြစ်နိုင်ပြီးဘေးအနေဟာကျေပြန့်ွယ်ရှိတယ်လို့အစစ်မြစ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။